မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇရဗေဒညွှန်ကြားမှုဦးစီးဌာနကနေအော်တိုဘာလ၈ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အတို့တွင်မုတ်တုံလီအားအနေငယ်မှအာသင်တင်ရှိနေပါမယ်။ဒီကနေ့ညနေတီခမန်းစကားတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင်နေရာကွက်ကြား နေပြည်တော်ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကြီးကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထစ်ချုံရပြီးကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်ရှမ်းရယာလုံးပြည်ဖြစ်ပါတယ်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအစုပေါင်းမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်တွင် ိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးချိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကျူတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။မြမပင်လေပြင်းတွင်လှိုင်းတင်းတင်းရှိပါမယ်။လိုင်းမြမမြမကရင်တဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၅ပေမှ9ပေကန်ရှိနိုင်ပါသည်။နောက်နှစ်အတွက်ခမန်းချက်ကတော့မုတ်တုံလီအားအနေငယ်မှအာတင်တင်ရှိနေပါမယ်။နေပြည်တော်ရန်ကုန်မြို့နယ်ဒီတဝိုက်တွဲဒီကနေ့ညနေတီခမန်းချက်ကတော့နေရာကွက်ကြားမှုထစ်ချုံရပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါသည်။ မန္တလေးမြို့နယ်နေတဝိုက်တွင်ဒီကနေ့ညနေတိခမ်းမန်းချက်ကတော့နေရာကွက်ကြားမှုထိကျုံရပါမယ်။ရွာအရလုံး80ဖြစ်ပါရှင်။